ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာမြမလက်ရွေးစဉ်ယူဆက်ကွန်အမျိုးသားဘောလုံးသင်းဟာဒီနေ့ညနေပိုင်းမှာအောင်ပွဲရရှိခဲ့သလိုအခြားတစ်ဖက်မှာလည်းမြမလက်ရွေးစဉ်အမျိုးသမီးဘောလုံးအသင်းရဲ့အထက်ကျတဲ့တိုက်စစ်မှုဝင်းသိမ်ကြီးထုံးဟာမြမနိုင်ငံကိုပြန်ရောက်လာတဲ့သတင်းကလည်းပြည်သူတွေအတွက်ဝမ်းသာစရာဖြစ်နေခဲ့ပါတယ်ခင်ဗျာအစောပိုင်းကလေးကဝင်းသိမ်ကြီးထုံးဟာနိုမာလာ28ရက်နေ့ကိုရောက်ရင်းမလေးရှားကနေမြန်မာနိုင်ငံစီကိုပြန်လာပြီး အသင်းနဲ့ပူးပေါင်းသွားမယ်လို့ထုတ်ဖော်အတိပေးထားခဲ့ပြီးသားပါအခုတော့ဒီနေ့ညနေပိုင်းမှာဝင်းသိမ်ကြီးထုံးကမြန်မာနိုင်ငံစီကိုပြန်လည်ရောက်ရှိလာခဲ့ရွယ်ဖြစ်ပါတယ်ရှေ့လာမယ့်နေ့တွေမှာစီကင်းပြန်ပွဲပါဝင်ကစားမယ်မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးစင်းနဲ့ပေါင်းစည်းပြီးတော့ဝင်းသိမ်ကြီးထုံးကလေ့ကျင့်ရေးတွေဆောင်ရွက်သွားတော့မှာဖြစ်ပါတယ်ခင်ဗျာမြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးစင်းဟာလာမယ့်ဒီဇင်ဘာလ2ရက်နေ့ကိုရောက်ရင်ထိုင်းနိုင်ငံစီကိုသွားအောင်မှာဖြစ်ပါတယ်လက်ရှိမှာတော့မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးစင်းဟာ ပနမလက်ရွေးစဉ်ကစားသမား26အောင်နဲ့စူးစီးလေ့ကျင့်နေပါတယ်ပနမလက်ရွေးစဉ်ကစားသမား26အောင်ဆိုပေမဲ့မေထက်လူကတော့အသင်းစီကိုပြန်မလာပါဘူးသူကတော့အမေရိကန်ပြည်အောင်စုကနေထိုင်းနိုင်ငံကိုတိုက်ရိုက်သွားရောက်ပြီးတော့အသင်းနဲ့ပူးပေါင်းမှာဖြစ်ပါတယ်ခမပနမလက်ရွေးစဉ်ကစားသမား26အောင်ထဲကနေအပိသက်လူစင်းကိုတော့နိုဝင်ဘာလ29ရက်ဒါမှမဟုတ်ရင်နိုဝင်ဘာလရက်30နေ့မှာထုတ်ပြန်ကြေညာပါမယ်လို့သတင်းကြားသိရပါတယ်ခမဝင်းသိင်တို့ဟာ ပြီးခဲ့တဲ့အမျိုးသမီးအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတုန်းကလည်းမြမလက်ရွေးစဉ်အမျိုးသမီးအသင်းအတွက်အယံကိုရှေ့ဆွမ်းပြကစားခဲ့တဲ့ကစားသမားဖြစ်ပါတယ်။သူ့ရဲ့ twin goal တွေဟာအသင်းအတွက်အယံကိုအရေးပါခဲ့ပါတယ်ခင်ဗျာ။ဒါကြောင့်လဲပြိုင်ပွဲပြီးဆုံးချိန်မှာပြိုင်ပွဲတစ်လျှောက်ဂိုးအများဆုံး twin ကိုရရှိသူကစားသမားစုရွှေဖနက်စုကိုဝင်းတင်ကြီးထုံးကစုကူရရှိခဲ့တာဖြစ်ပါတယ်။အခုလာမယ့်စီးကိန်းပြိုင်ပွဲမှာလည်းမြမလက်ရွေးစဉ်အမျိုးသမီးဘောလုံးအသင်းရဲ့ အဓိကတိုက်စစ်မှုကဝင်းသိငီထုံးပဲဖြစ်လာမှာပါခင်ဗျမြန်မာလက်ရွေးစင်မြို့ပြဘောလုံးအသင်းဟာစီးကင်းပြိုင်ပွဲမှာဖိလစ်ပိုင်မလေးရှားဗီယက်နမ်တို့နဲ့တုံးစုတွေကြောက်အောင်နေပါတယ်အုပ်စုဖွင့်ပွဲစဉ်ကိုဒီဇင်ဘာလ9ရက်နေ့မှာဖိလစ်ပိုင်နဲ့စတင်ရှင်းပြမှာဖြစ်ပါတယ်ခင်ဗျဒီဇင်ဘာလ10ရက်နေ့ကိုရောက်ရင်မြန်မာလက်ရွေးစင်မြို့ပြဘောလုံးအသင်းကအုပ်စုဒုတိယပွဲစဉ်ကိုကစားပါလိမ့်မယ်အဲ့ပွဲစဉ်မှာမလေးရှားကိုရင်ဆိုင်ရှင်းပြမှာဖြစ်ပါတယ်ခင်ဗျအုပ်စုနောက်ဆုံးပွဲစဉ်ကိုတော့ဒီဇင်ဘာလ17ရက်နေ့မှာ ်မာလက်ရွေးစင်မြို့သိဘောလုံးစင်ကဆက်လက်ရှင်မြင်သွားမှာဖြစ်ပါတယ်။အဲ့ပွဲစဉ်မှာတော့ BNN နဲ့ဆုံတွေ့နေပါတယ်ခင်ဗျာ။ဟုတ်ကဲ့မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းရဲ့အဓိကတိုက်စီမှုဝင်တင်ကြီးထွန်းမြန်မာနိုင်ငံစီကိုပြန်လည်ရောက်ရှိလာခဲ့ပြီဆိုတဲ့အကြောင်းပရိသတ်တွေသိရှိရအောင်တင်ဆက်ပြပြပေးတာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ